တတော်သင်းကိုအနိုင်ဆိုတာဘာလဲပေးသိအောင်မှမဟုတ်တယ်ညီမလေးအားလုံးပဲမြင်လာပါဒီတစ်ပတ်မှာတော့နိုင်ငံတကာပွဲစဉ်တွေပြီးဆုံးပြီးတော့ကလပ်သင်းပွဲစဉ်တွေပြန်လဲစတင်လာမှာဖြစ်ပါတယ်အစောဆုံးပွဲစဉ်အနေနဲ့တတော်သင်းနဲ့ညီမလေးတို့ရဲ့ပွဲစဉ်လည်းရှိနေပါတယ်ညီမလေးတို့အတင်ကတော့ International Prime တိုင်းကမှဘကူးသားတွေကိုအကျိုးမြအောင်လုပ်နိုင်ခဲ့ပြီးတော့ကလပ်ပွဲတွေနားတဲ့အချိန်မှာလည်းအေးအေးလူလူဖြတ်တန်းနေပါတယ်ဒီတစ်ပတ်မှာတော့ညီမလေးတို့ပြည်သက်တွေအနေနဲ့အေးအေးဂျန်မဲဖြတ်တန်းရအောင်မလားဒါမှမဟုတ်တတော်သင်းကတခုခုလုပ်ပြနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ညီမလေးတို့ဘက်မှာ Cancer မိုင်းထင်ရပြဿနာတွေဆူရနေပြီးတော့ ော့အချင်းပေါင်းတဲ့ဘာဒီယာရှီတွေတို့ပါဘကိုးသင်းနဲ့ပွဲစဉ်မှာထင်အားရသွားခဲ့ပါတယ်။ဒါပေမဲ့ချလိုပါပြန်ပါလာနိုင်ပြီဖြစ်ပြီးတော့ခန်စစ်မာဖူဖာနာနဲ့လည်းပြန်တွဲလာနိုင်ပါတယ်။ဝင်လယ်မှာအန်ဇွန်နဲ့ပါမာတို့လွဲချော်ကြဖို့ရှိနေပြီးတော့ကန်ဖီတို့နဲ့လာပီယာတို့ပဲတွဲလာကြဖို့လည်းရှိနေပါတယ်။အစ်စင်မာရောပက်ထရိုနက်တို့အက်စတီဗာတို့နဲ့ရာဟုပက်ထရိုတို့ပဲပတ်ထလာနိုင်ပါတယ်။တတော်အသင်ဘက်မှာအင်နာတရားလောက်ပဲလွဲချော်ဖို့ရှိနေပြီးတော့ဂျန်နန်အဓိကကစားသမားတွေကတော့ပါဝင်အောင်မှာဖြစ်ပါတယ်။တတော်အသင်ကတော့နီပြပေါ်စတီကောလူရဲ့လက်ထက်မှာအသိအချင်းကြီးမကောင်းတဲ့အသင်ဖြစ်နေပါတယ်။လက်ရှိအချိန်ထိနိုင်ပွဲတစ်ပွဲမှမရထား ಕೊಟ್ಟಿದ್ದೇನೆ ယ်နောက်ဆုံးပူပယ်စတိုက်ကိုနိုင်ပွဲတောက်ထားခဲ့တာပါတစ်တော်အတင်ကပြီးခဲ့တဲ့ရာသီမှာဥရောပမွေးမွေးမှာရခဲ့တဲ့အတင်ဆိုပေမဲ့အခုတော့တန်းဆင်းဆိုရင်အထက်အဆင့်16အထိကိုရောက်ရှိနေပါတယ်အကြောင်းနီးပြပေါ်စတင်နေနဲ့ပြုတ်စော်နံနေပြီဖြစ်ပြီးတော့ဖီအားတွေအောက်ကိုလည်းရောက်ရှိနေပါတယ်အကြောင်းညီမလေးတို့နဲ့ပွဲစဉ်မှာနိုင်ပွဲဆရဖို့အတွက်လည်းကြိုးစားလာနိုင်ပါတယ်တရက်တွေးဆွမှုတွေကိုကြည့်မယ်ဆိုရင်တော့ညီမလေးတို့ကပဲအသာစီးရရှိထားတဲ့အနေထားမျိုးတွေကိုတွေ့ရပါတယ်ညီမလေးတို့ကပြီးခဲ့တဲ့ရာသီတုန်းကလည်းတတော်တင်ရဲ့အင်ဝင်းမှာတော့ကတဘိုးကိုမရှိနဲ့အနိုင်ရထားခဲ့ပါတယ်နောက်ပိုင်းနှစ်တွေအတွင်းထက်ထက်တွေးဆွမှုတွေမှာတော့ ော့တတော်တင်ဘက်က2023ခုနှစ်တုန်းကပဲတပွဲနိုင်ရရှိထားခဲ့ပါတယ်။လက်ရှိမှာတော့တတော်တင်ကဆန်စပိုင်းချီနီဆိုရနေပြီးတော့ပေးကူတွေလည်းတော်တော်လေးဖွင့်ပြထားပါတယ်။ National Break မတိုင်ခင်မှာနီပြပော့စတီကလည်းခန်းစစ်3အတန်းပြောင်းကြည့်ခဲ့ပေမဲ့တိတ်တော့အဆင်မပြေခဲ့ပါဘူး။ဒီဘက်မှာလည်းနီပြပော့စတီနေနဲ့တတော်တင်ရဲ့ခန်းစစ်ပိုင်းကိုဘယ်လောက်ထိပြင်ဆင်လာနိုင်မလဲဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဒီဘက်ကလည်းညီမလေးတို့အတင်းဖြစ်နေတာကြောင့်ပေးကူတွေကတော့ဖွင့်ပြရဖို့များနေပါတယ်။ညီမလေးတို့ကလည်းခန်းစစ်ပိုင်းလူမဆုံတာကြောင့်တတော်တင်ဘက်ကိုတွင်းကူတွေပြန်ပြီးခွင့်ပြုရနိုင်ရှိနေပါတယ်။အကြောင်းဒီပွဲစ စဉ်မှာတော့နှစ်သိန်းစလုံးရဲ့အပြန်အလှန်သင်္ကိုးတွေကိုပဲနေပြရနိုင်ပါတယ်။အလိုက်အလှယ်ကတော့ညီမလေးတို့အတွက်ဖြစ်နိုင်တာကြောင့်မြန်မာအိုအင်ကြီးနေနေကတော့အပေါ်ဆုံးကိုပဲတော်ရုံလေးပြီးလိုက်ရဖို့အချမ်းပေးချင်ပါတယ်။ဆုံးနေကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။